ကဲကျွန်တော်ဆက်လက်ပြီးတော့ကြာသာပရိသတ်သမီးတွေတပတ်တာကံကြမ္မာကိုလမ်းညွှန်သွားမှာဖြစ်ပါတယ်။အဲ့တော့မကြာခင်ရောက်ရှိလာမဲ့မြန်မာတို့ရဲ့မဟာတကြံမှာလည်းအားလုံးပဲပြည့်ရှင်ချမ်းမြေ့နိုင်ကြပါစေ။လွန်ဆန္ဒများပြည့်ဝပြီးတော့ကောင်းကျိုးအဖျားဖျားရရှိနိုင်ကြပါစေဗျ။အဲ့တော့6ရက် AB လ2025မှာ25တနင်္ဂနွေနေ့ကနေပြီးတော့12ရက် AB လ2025စနေနေ့အထိတပတ်တာကာလအတွင်းကြာသာပရိသတ်သမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်။ ကြတော့ဒီတပတ်မှာဆိုရင်တော့ဂျာတာပရိသသမီမိတ်ဆွေများအနေနဲ့အလုတ်ကင်အခွင့်လန်းတွေအလွန်ပေါများတဲ့တပတ်တာဖြစ်တယ်။အဲ့တော့ဝင်ငွေတွေကောင်းလာမယ်၊ယာဓုတွေကြီးယာဓုတွေတိုးလာမယ်၊ဝင်ငွေကောင်းတဲ့အခြေအနေမျိုးတွေဖန်တီးနိုင်မယ်၊ဝင်ဝင်ငွေကောင်းတဲ့နေရာမျိုးတွေရောက်မယ်။အလုတ်ကင်အခွင့်လန်းတွေပေါများတယ်။ရဝေးရနဲ့တရင်သူတရင်ကောင်းကြားရတတ်တယ်။အလုတ်ကင်နဲ့ပတ်သက်တဲ့အဆက်အသွယ်အကောင်းနော်အဆက်အသွယ်အကောင်းအကူအညီကောင်းတွေရရှိတတ်တဲ့တပတ်တာဖြစ်ပါတယ်။အဲ့တော့ အဲမိတ်ဆွေတွေဆွေမျိုးတွေရင်းနှီးတဲ့ချစ်ခင်သူတွေတန်းဆန်ရှိတဲ့သူတွေဟလာကိုယ့်ရဲ့အိမ်တော်ဘက်တွေအကိုယ့်ရဲ့ချစ်သူစသဖြင့်ဒီလိုပုံကိုယ်တွေနဲ့ဆက်သွယ်ပြတ်တောက်နေတယ်ဆိုရင်ဆက်သွယ်တွေပြန်လဲပြီးတော့ရရှိလာမှာဖြစ်ပါတယ်အဲ့တော့အကြံစီကောင်းလေးကိုယ့်စီမှာရောက်လာမယ်เนาะကိုယ့်ရဲ့ကြံစီရည်ရွယ်တာဆုံးဖြတ်တာတွေမှန်ကန်လာမယ်ဆိုတဲ့တပတ်တာဖြစ်တယ်လို့ကြီးခဲ့တဲ့ပုံကိုယ်တွေရဲ့ကုညီတာထောက်ပံ့တာစောင့်ရှောက်တာမျိုးလည်းခံရတတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာဟလာ ကိုယ့်ရဲ့အတွင်းရေးကိစ္စတွေကနည်းနည်းလေးအပြောင်းလဲပြင်မှာဖြစ်ပါတယ်အဲ့တော့ကြီးမားတဲ့အပြောင်းလဲတော့မဟုတ်ဘူးကိုယ့်ရဲ့အတွင်းတချို့ကိစ္စလေးတွေမှာဟုတ်လားအနေငယ်အပြောင်းလဲပြင်မယ်အဲ့ဒီအပြောင်းလဲအလှည့်ပြောင်းတယ်လေကောင်းသောအလှည့်ပြောင်းဖြစ်ပါတယ်အဲ့လိုပဲဒီတစ်ပတ်မှာကို့မှာပူဆွေးတော့ကရောက်เสียဆိုတာမရှိပဲနဲ့ဟုတ်လားအပူပင်ခက်ခဲတွေကနေကောင်းစွာကြော်ဖြတ်လွတ်မြောက်နိုင်တဲ့တပတ်တာကာလမျိုးလဲဖြစ်ပါတယ်အဲ့တော့ကိုကဟုတ်လားအများနဲ့ သို့မဟုတ်အကျိုးတူလောက်ရတဲ့ဟာလာစက်တူလုပ်ငန်းတွေဆိုရင်လည်းပေါ်ပေါက်လောက်ကန်ချင်းပြအောင်မြင်နိုင်တဲ့ကံကောင်းနေမဲ့တပတ်တာဖြစ်ပါတယ်ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့အယောင်းဝယ်လောက်တဲ့မိတ်ဆွေတွေကိုပိုင်လုပ်ငန်းလုပ်တဲ့မိတ်ဆွေတွေအနေနဲ့လည်းအယောင်းဝယ်တွေပို့ပြီးကောင်းလာမယ်ဝင်ငွေတွေပို့တိုးလာမယ်ကိုပိုင်လုပ်ငန်းမှာဆိုရင်လည်းအကျိုးအမြတ်တွေကောင်းကျိုးတွေဖြစ်မဲ့တပတ်တာကာလဖြစ်ပါတယ်ငွေကြေးအကြံစီအလောက်ကန်အကြံစီတွေအောင်မြင်မဲ့တပတ်တာကာလမျိုးဖြစ်တယ်လို့ဒီတစ်ပတ်မှာဆိုရင်တော့ ကိုလောက်ကန်ဆောင်ရွက်သမျှတွေဟာအကျိုးပေးအရာထင်နေမှာဖြစ်ပါတယ်ငွေကြေးအခွင့်လမ်းပေါ်များတက်တယ်မမျော်လင့်မဲ့ငွေတွေဝင်တာငွေကြေးနဲ့ပတ်သက်လို့ကန်ကောင်းရတာမျိုးတွေကြုံရမယ်လူငယ်များဖို့ချစ်သူရစတစ်တွေရတာအခြေအိမ်တော်ကြီးမြစ်တားကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဒီလိုပဲအတွက်စိတ်ချမ်းသာရတာစူရာမျိုးတွေဖြစ်မယ်ကောင်းသောခီးတွေကြုံရမယ်ကိုယ့်အတွက်အကျိုးရှိတဲ့ခီးစိတ်ချမ်းသာတဲ့ခီးတွေတွားရလာရလှုပ်ရှားမယ်တပတ်တာကာလဖြစ်လို့အရေးကြီးသောခီးစဉ်ကိစ္စများအပါဝင်အခြားသောအရေးကြီးသောကိစ္စများကို ဆောင်ရွက်စီမံလုပ်ကံခြင်းဖြင့်အကောင်အထည်ပေါ်ခြင်းဖြင့်ဒီဘက်မှာအောင်မြင်ကံကောင်းမယ်အဆင်ပြေသွားမယ်ဆိုတဲ့တပတ်တာကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာကျမ်းမာရင်လည်းပတ်သက်ရင်တော့လေတို့လေအောင်ဆိုတာမျိုးမဆိုတော့အနည်းငယ်ဖြစ်တတ်တယ်ဆိုရင်လောက်တဲ့အခြေအနေမှာမရှိပါဘူးအဲ့တော့ဒီဘက်မှာဆိုင်ကနာရုံးကန်းတွေဖွင့်မယ်အလုပ်သွားလျှော့မယ်အင်တာဗျူးဖြေမယ်ဟုတ်လားຢາດູກိສາດີສີມັນສອງຍາມແບບဆိုရင်ເລົ່າຕິດແນ່ເລົ່າຈင်းພິກັນກ້ອງດີລະຈ້ອງອໍມິນແມ່ລູເຈົ້າເຮົາບອກລູຍາວ່າດີດີບັດອະລົງກັນກ້ອງແນ່ແດມມາປາປີ້ດີດີບັດກັນກ້ອງ လက်ရွင်ကနန်းဒီ6ကနန်းဖြစ်ပါတယ်အကျိုးပေးတဲ့အကြောင်းကတော့အညိုရောင်ဖြစ်ပါတယ်ကြာသာပရိသတ်သမီးမိတ်ဆွေများအတွက်ပါ